အင်းပြောတော့မြေတို့လမ်းညွန်တဲ့သတိပ္ပံလုံမောင်းဝိပဿနာလုံမောင်းဟာသတိပညာသာသနာဆိုတဲ့အတိုင်း ပရမရုံခန္ဓာမှာရှိတဲ့အရှိတရားရှိကြုံပြီးအောင်သတိထားတယ်လို့သတိပါအနာမဉ္စဘုရားပြောင်းလဲနေတဲ့ထောက်ပြတဲ့လောဟာတကယ်ခန္ဓာရဲ့အမှန်တရားရှိတရားပဲလို့ သိအောင်အတိတုတ္တိယူတဲ့အနေနဲ့ခန္ဓာရဲ့လှုပ်ရှားရွှေ့ရှားတဲ့သဘောတရားအားလုံးထောက်ပြတဲ့သဘောလို့အခိုင်အမာယုံကြည်ရရတယ်ဒါတတိလုံကမိရဖြစ်တယ်အမှန်ကြည့်တဲ့တရားကို ပိုင်နိုင်သိမှာဒီသဘောတရားတွေရဲ့အပြစ်ကိုအသံပြင်ပညာနဲ့ရှုပ်သွားတာဒါဝိပဿနာလုံငါသတိလုံပညာလုံစုံသွားမှာသကောသတော်ဘိက္ခူသံသာနာကာရောအရာဤတိထားပြီးတော့ဖောက်ပြန်တယ်လို့သိတဲ့အသိနဲ့ဒီရှိသဘာဝတကယ်တော့ ပြည့်နေပါလားလို့မြတ်ပညာသံဃာစင်းနဲ့ရှုသွားနိုင်ရင်အမဂင်္ဂဆရာတို့တုံမာကသိစေသားတို့ဟာအနုသာသနီမဟုရာကြောင့်သံဃာပြတ်ကျောင်းဆိုတဲ့ကောင်းမြတ်သောအထုံးပါပဲဒီအဲ့တော့ပထမ ပြဋိဌာန်းပြီးတော့သိရတဲ့ဖောက်ပြန်တဲ့သဘောလို့သတိလုံလောက်ပြည့်စုံသွားအောင်ဆရာများများရှုပေးခန္ဓာရဲ့အရှိတရားတွေဖောက်ပြန်တဲ့သဘောပဲလို့ဒီသတိနဲ့ဖောက်ပြန်တဲ့သဘောစိတ်ချလက်ချတည်မိပါ နောက်ပိုင်းဝိပဿနာအပြည့်ကိုရှုတာဒီသဘောတရားဝင်အပြည့်ကိုရှုတာသတိနဲ့ခန္ဓာမှာမှာဖောက်ပြန်တယ်လို့အခိုင်အမာမသိရင်ဉာဏ်ပြည့်ရလုံးမှာဆိုတဲ့အပြည့်ကိုရှုလို့မရအဲဒါကြောင့်အရင်းဆုံးဖြစ်တဲ့အမှန်တရား ਪਰ မတ်ကိုခန္ဓာမှာတကယ်ရှိတဲ့သဘောပဲလို့သိအောင် ခန္ဓာနှံ့ပြဒီခန္ဓာဆက်တင်ပြီးတော့ကာလရည်ကြီးကစပြီးတော့ပြုံးလဲဖောက်ပြန်လာတာအမှန်တရားပဲဒါမှလည်းအမှန်ပဲလို့ကိုယ်ကိုယ်နဲ့ကိုယ်စိတ်ခါလောက်တဲ့အပိခိုင်မှမှုဖြစ်အောင် ခန္ဓာနှံပြရဲ့ဖောက်ပြန်မှုကိုတစင်းရဲလို့ကိုယ်နဲ့ကိုယ်စိတ်ခလောက်သိနေပါအမားတော့လည်းပဲဒီကနာရီဒီလိုဖောက်ပြန်နေလို့သာတပြေးပြေးနဲ့ကာလကြီးကစားပြီးတော့မြုပ်တော့ တွေ့သေးတို့သာတိတို့ဒီလိုဖောက်ပြန်ပြောင်းလဲပြီးတော့လာတာဒုက္ခနာကိုလက်ရှိ ရေရုံဥပ္ပနဲ့ချိုးရောက်လာတာဒါသူတို့ညီသက်နေရင်ဒီလိုဖြစ်မလားသူမနေမသက်တဲ့ဖောက်ပြန်မှုကရှေ့ဆက်သွားသွားအောင်မယ်။နားရက်မရက်ရင်ရှေ့ဆက်သွားမယ်။ဒီခန္ဓာကိုယ်သေဆုံးထုတ်ပြောက်တဲ့စီတီ ဟောက်ပြန်တဲ့သူတို့အမှန်လမ်းကြောက်တော့ထွားနေတာပဲကိုယ်ဟောမှမလို့ပါဘူးအော်ဒီသဘောရှိတဲ့ခန္ဓာပါလားလို့လိုက်လိုက်ပြီးတော့သိသွားရုံပဲအဲ့တော့ရင်းကြံဖြစ်တဲ့သဘောတရားကိုဟောက်ပြန်တဲ့သဘောလို့စိတ်ထဲလုံးထဲမှာခိုင်ခိုင်မာမာလက်ခံကြုံကြုံရအောင်မိမိခန္ဓာရဲ့ နဗျံကတကိုလုတ်တာမဟုတ်တဲ့နပရံကတသူတို့ကလုတ်တာမဟုတ်တဲ့နဣဒရနေမာနတဘုရှင်တို့ဖန်ဆင်းရှင်တို့ဖန်ဆင်းတာမဟုတ်တဲ့သူအကြောင်းနဲ့သူထောက်ပြန်ပြောင်းလဲလာတဲ့သဘောတွေ ဒီသဘောတရားတွေကအကြောင်းထောက်ပါမရှိသေးနဲ့ဖောက်ပြန်တာမဟုတ်ဘူး။တောင်ဒီအကြောင်းထောက်ပါမပါဘဲနဲ့ဖောက်ပြန်လို့လည်းမရှိဘူး။ဓာတုအကြောင်းနဲ့သူဖောက်ပြန်လာတယ်လို့သိသွားရင်အချင်းအောင်ဖြစ်တဲ့ပစ္စည်းပရိက္ခဏကြီးရ။ဒါကြောင့်တက္ကရာများမှာ ောက်ပြန်တဲ့သဘောကိုမိမိရရခို့လေးတဲ့ညာတိုင်းခိုင်ခိုင်မာမာဖောက်ပြန်တဲ့သဘောတွေအမှန်ပဲခံရစ်ပြည့်သွားရင်မိမိတို့သာသနာမှာဒုက္ခဖြစ်နေတဲ့ဥစ္စာဒိဋ္ဌိပြုတ်နောက်ဒီသဘောတရားတွေဟာ တည်တဲ့ခိုင်မာမှုမရှိတဲ့ပြည့်တဲ့သဘောလိုသိတဲ့အချိန်မှာသဒ္ဒရာတိတိပြုတ်ပြောဒီရောဒီရရရင်းကဖြစ်တဲ့ဖောက်ပြန်မှုဟာမိမိတို့သိဉာဏ်နဲ့မှခိုင်ခိုင်မာမာစွဲယူနိုင်အောင်စိတ်လေးငြိမ်ငြိမ်နဲ့ခန္ဓာဝတ္တိထားတိုင်းမဟုတ်ချက်သိနိုင်တဲ့သဘောတရားမှန်ပဲလို့ ကိုယ်အလေးတင်နဲ့ကိုယ်အသိဉာဏ်နဲ့မှခိုင်ခိုင်မာမာယုံကြည်ကြရတယ်။သတိလုံကပြည့်စုံသွား။အဲဒါရင်းကဖြစ်တဲ့သတိလုံကပြည့်စုံ။အရင်ဆုံးကြိုးစားပြီးတော့ဒါလိုသိပါမြတ်စွာဘုရားပြောတယ် မရှိတဲ့တရားကိုသိနေရတဲ့ကိစ္စမဟုတ်ဘူးအရှိကိုရှိမှသိနေရတာဘယ်လိုမရှိတော့သိတာပြညာကလေးမိမောက်ကြပုဂ္ဂိုလ်တတ်တော်မရှိဘဲနဲ့ဝဲရီဥစ္စာမျိုးလိုမှတ်ထားတယ်ဒီတတိလုံကဒါမျိုးမဟုတ်ရှိတာကိုသိနေရှိတဲ့အတိုင်းသိနေမှာအင်တာဇူးတဲ့သဘောတရား ာဝိပဿနာလုပ်ဟာမရှိတာကိုသိရတဲ့အလုံးမဟုတ်ဘူးရှိတာကို ရှိနေတာကိုအဘိညာဖြစ်အောင်လုပ်တာလက်ခံယုံကြည်မှုရအောင်အလေးချက်လုပ်တာတောင်ဖောက်ပြန်တဲ့သဘောတောင်တို့အိဓိပ္ပာယ်သဘောပေါက်ထားရင်ခန္ဓာကိုယ်မှာအနာရှုလို့လွယ်ပါတယ် ခန္ဓာရဲ့သဘောဝတရားဆိုရအရှိတရားလို့ဟာဘယ်လိုနေနေသူကတော့သတိထားရနဲ့ရှိဆောင်သိရတာအဲလိုသိသိနေအရင်ကဖြစ်တဲ့သတိလုံးကညံဖြစ်သွားတယ်နာရူဝပရိသေသပစ္စယပရိသအရင်ကအခြေခံညံရတယ် ခကုခန္ဓာကိုညွန်ပြလိုက်တော့သိတာပဲဒါမျိုးအဲ့ဒီအသိဟာကိုယ်စိတ်ထဲနှလုံးထဲမှာခိုင်ခိုင်မာမာယုံကြည်ရရဖို့ဝိသခါရကကြည်ရခန္ဓာတော့ပြတွေ့နေသိနေရတဲ့သဘောတရားအလုံးပါ ခန္ဓာမှာတည်းရှိအမှန်ရှိတဲ့သဘာဝတရားတွေဒါရီမင်းတို့စိတ်နဲ့သိလို့ရတာအားလုံးဟာထောက်ပြန်တဲ့သဘောတွေပဲဒီခန္ဓာရင်းကတည်ဆောက်လာတဲ့သဘောတရားတွေကထောက်ပြန်မှုတွေပဲအရှိနေတဲ့အရှိတရားကို တကယ်ရှိပါလားဆိုတော့ခိုင်မာတဲ့လူကြီးရဲ့ရဘူးဟောက်ပြန်တဲ့လူဘုံမြန်မြန်ပြီကိုထပ်ကြတာခါလေးချင်မြန်လို့ရအောင်မခဏတော့ ာယိတောဘိက္ခုရထဝုတံပသနာတိစိတ်သာညီလို့တော့အမှန်တရားတွေသိတာပါပဲမိမိတို့ဖောက်ပြန်တယ်လို့သိတယ်အသိတခုခေခညာစိုက်ထားပါသတိကလူစိုက်လို့စိတ်ငြိမ်လို့သိတယ်သိမယ်ဒါပြခန္ဓာရှိတယ်ရှိရတော့ဖောက်ပြန်တာအဆုံးကိုယ်စိတ်မငြိမ်လို့ဖောက်ပြန်လို့မသိတာ ဟောက်ပြန်တဲ့လူလက်ခံယုံကြည်မှုမရသေးတာစိတ်ငြိမ်သက်မှုသမာဓိဆိုရယ်ငြိမ်သက်ခိုင်မာမှုမရှိလို့ဓာရီယုံကြည်မရသေးတာအဲ့အမှန်တရားဖောက်ပြန်တဲ့လူမိမိသေးချာလက်ခံယုံကြည်ရသွားပြီဆိုရင် ကိုယ်လုံးကမှတ်လာတဲ့မမှန်မကန်မိမ့်မကြားပုဂ္ဂိုလ်တတ်တော်ဒါရီလူလူအမိညာနဲ့မှအာနယ်ပြောက်ွယ်သွားသတ်တာပယ်ရဖြူလာတာမဟုတ်ဘူးမမှန်မကန်သိတဲ့အသည်ကိုအမှားကရှိတဲ့အရှင်ညာစားဖို့နေမျိုးစုံနဲ့ဖောက်ပြန်နေရတာအမှန်ပဲခန္ဓာတော်တည်ငင်းဒီလိုသဘောပေါက်သွား ထောက်ပြန်တော့ဘယ်လိုကဘယ်လိုပြောပြောမိမိတို့သိစိတ်ထဲမှာလာခိုင်မှမှုမရရင်တော့ဒါတတိလုံငန်းပြည်ပြန်ပါတယ်လို့မပြောနိုင်တောင်းနေတော့ဒီကနေ့ကစပြီးတော့ သတိထားပြီးတော့စိတ်ငြိမ်အောင်သာခန္ဓာမှာသတိထားပါသိရမတရားတွေကမရှားအောင်ဒီအလုံးမှာလူရုံနဲ့ဖွဲ့စည်းထားတာပဲမင်းတို့ဒီစိတ်ခန္ဓာမှာရောက်ကြတဲ့ကထောက်ပြန်တဲ့သဘောအတိရောက်သွားတာ ာဝခန္ဓာရဲ့အစီတရားဘုဒ္ဓဆိုတဲ့အမှန်တဘောဘုဒ္ဓဆိုတဲ့အမှန်တဘောကိုဖောက်ပြန်တာကိုဖောက်ပြန်တယ်လို့သိတာဘုဒ္ဓဆုံးတောင်းတကရာကဘုဒ္ဓတော်ဒီအောက်ပရိဒတ်သဘာဝတော်ပြေဖို့အရှိရနေပြီးတော့ပြောင်းလဲပြီးတော့တခြားဘဝနဲ့သိရတာမဟုတ်ဘူး သင်ကိုယ်တိုင်ဖောက်ပြန်တဲ့ဘုရားကိုဖောက်ပြန်တယ်လို့အရင်တိုင်းအဟံတိုင်းပြီးတော့တာအဲ့ဒါမိမိလုံးလပယောကကျင်းဉံဖမ္မနဲ့ရှာရရမဟုတ်ရှိတာကိုတရားပြန်သိတာဖောက်ပြန်တဲ့လောကြီး မငင်မသက်တဲ့ဖောက်ပြန်ဖြစ်ပြီပဲကိုခန္ဓာတည်ပြုရလောက်ရှိတဲ့အရှိကိုအခိုင်မာသိပြီးရဲ့နောက် ောတရားတွေဆက်ကြည့်တော့ပြက်သွားတာတွေ့မှာနောက်တစ်ခါဖောက်ပြန်မှုတွေဆက်လာပြက်သွားတာလေအင်းဒါအများကြီးညံ့နေကိုယ်အသိဉာဏ်နဲ့လိုက်မမှီဘူးတကယ်ဉာဏ်ကပ်ပြီးတော့ဉာဏ်ဉာဏ်သက်သက်နဲ့ကြည့်နေမှဆိုရင်ဘောဖောက်ပြန်လာတဲ့သဘောတရားတွေပဲ ဆက်ပြီးတော့ပြင်ဖောက်ပြန်တယ်လို့ဒီပဲအဲ့ဘောဖောက်ပြန်တယ်လို့သိတယ်တစ်ချိန်မှာအဲ့ဒါတွေပြောင်းလဲပြည့်စည်သွားတာတွေကဂရီနဲ့ချီပြီးသွားတာကံလူရုပ်သက်နံသက်တို့အတိုင်းပေါ်တို့အောင်သွားတော့တို့တော့ကိုယ်ကညံမမီတော့ချုံပြီးတော့တစ်ချက်တည်းနဲ့သိတယ် ။ထောက်ပြန်နေလို့ရပြီ။ဒါလည်းအပြီပဲ။ကိုယ့်ရဲ့သာဝကညာအဆင့်တန်းနဲ့ပြီးတယ်ကြည့်လိုက်။ဒါကြောင့်မင်းတို့အသည့်အတတ်နိုင်ဆုံးခန္ဓာသဘောပေါက်အောင်ခန္ဓာမရှိနေတဲ့သဘောတရားမှန်လို့ထောက်ပြန်တာပဲ။ထောက်ပြန်နေတာပဲ။ပြီးပြီပါ ဝိပဿနာလို့ကအသိအလုံးဉာဏ်လို့ထောက်ပြန်တဲ့သဘောတရားမြင်လို့မှထောက်ပြန်တယ်လို့အသိဉာဏ်မဖြစ်ရင်ဘလို့ထိုင်နေလို့လည်းပဲထိုင်လာပဲရှိတဲ့အသိဉာဏ်မဖြစ်ဘူး။ဒါရထာဝတ္တသဘောဝါပဲ။ တော့ယုံနဲ့နာရှုဖို့သဘေချာမှတ်ရမည်ရှုဖို့ကိုရင်းမြူလက်လူထားအရှင်ဝင်ဖြစ်တဲ့ခန္ဓာရဲ့သဘောတရားတို့ကိုယ်ဘယ်လိုမှပြုတ်ရင်ပြောင်းလဲလို့မရဘူးအနတ္တဝိပဿနာရှုလို့မဲဆိုပြီးတော့ခံရကြတဲ့ဟိုကခန္ဓာရဲ့သဘောတရားကိုတွေ့ ယုံနာခန္ဓာကြရတဲ့သတ္တဝါတိုင်းဒီတိုင်းပဲခိုးဝကျင်းတဲ့ခန္ဓာမှလည်းဒီတိုင်းပဲဒါကရှင်နာလုံးမကိုယ်ကိုစီးကတ်တဲ့ဘုရားဘာသာတွေပေါ့လေဒီတိုင်းပဲတော်တော်အသိကွာပါတယ်မင်းမလို့ဘူးဒီခန္ဓာရဲ့သဘောတရားပေါ်မှာထောက်ပြန်တဲ့သဘောပဲလို့သိတယ်အသိတာထူးသွားတာ ောင်းအပိညာယထူးသောဉာဏ်ဖြင့်သိ၍ခန္ဓာမသိတဲ့ပုဂ္ဂိုလ်နဲ့ဉာဏ်ရင်းမတူဘူး။တောင်းလို့ဒီလိုကဉာဏ်လို့ပညာလို့ပြောတယ်။ခန္ဓာရဲ့သဘောတရားပင်ကိုဟာဣရိယဘယ်လိုနေနေ သူကိစ္စနဲ့သူပဲအနတ္တပဲကိုယ်နဲ့မဆိုင်ဘူးဘောနေတဲ့ဣရိယာပုလည်းဘောကျင်တဲ့စိတ်ဒီစိတ်ကတိုက်တွန်းလို့ဘောနေတဲ့ရုပ်ဒါလာလဲမှန်မဲရောဘယ်လိုဖြစ်ဖြစ်ဘောနေနေညနေနေထိုင်နေနေခန္ဓာရှိတယ်များတော့မငြိမ်မသက်ပြောင်းလဲနေတဲ့ဖောက်ပြန်တဲ့ဘောတွေပဲ ဒါအိရိယဘုအဓိကမဟုတ်တဲ့အကြောင်းခန္ဓာရဲ့သဘောတရားအမှန်ဖောက်ပြန်တာလည်းဖောက်ပြန်တယ်လို့သိမှုသာလည်းအဓိကကိစ္စဖြစ်တယ်။ဒေါကုသိရမယ်ဖောက်ပြန်တဲ့ဆိုတော့ခန္ဓာနဲ့အပြည့်တတိထားလို့အသိဉာဏ်ရောက်တဲ့ချိန်မှလာကိုကဖောက်ပြန်တယ်လို့သိတယ်။ဒါကြောင့်ဒီအသိလို့ မှန်မှန်ကန်ကန်ယထာဘုဒ္ဓသဘာဝကိုသိအောင်ထောက်ပြန်တဲ့သဘောထောက်ပြန်နေတယ်တိတ္တခိုင်မှမှုမရှိတဲ့သဘောတရားတွေပဲအဲ့လိုသဘောပေါက်ပြီးတော့ထောက်ပြန်တယ်လို့သိပြီ င်းဒီခန္ဓာတည်တဲ့ခိုင်မှမှုမရှိတဲ့သဘောတရားဖောက်ပြန်မှုတွေနဲ့ဖွဲ့စည်းထားတဲ့အတွက်ဒီသဘောတရားတွေသွားရလမ်းကြောင်းအုံနဲ့နားနဲ့သိတဲ့သူချင်းပြီးသွားတာဒါသူရဲ့မှန်ကန်မှုပဲခန္ဓာရရင်တော့ဒီလမ်းသွားမှာပဲလို့သဘောတရားကျင်ညာထားတာခန္ဓာဖြစ်လာပြီးမှ ဒီလမ်းမတော်ခြင်းမရဘူးဒီခန္ဓာဖြစ်လာတဲ့သဘောကတရားဝိဝတ်သွားတယ်အဲ့ဒါခန္ဓာကိုရှုကြည့်လို့အခုလို့ဉာဏ်ကပြီးတော့သိတဲ့ကြောကြီးလားဟောဖောက်ကြတဲ့သဘောတည်းဒီလိုပြောင်းလဲသွားနေပါလားလို့သိခွင့်ရှိတယ်ခန္ဓာမလိလာရင်မသိဘူးမသိမြင်မလို့ဒီလားတော့သွားနေရအဲ့ကိုက ခံနိုင်သွားရလမ်းကြောင်းပြီးပြီးတော့ဒါရီကိုမိမိကပြုပြင်ဖန်တီးလို့မရပေမဲ့ဒီခန္ဓာဒီဒီလိုရှိတဲ့အတွက်မကောင်းပါဘူးဆိုတော့ခန္ဓာကိုမအမြင်ပြောင်းလို့ဆက်ရစားပြီးတော့ကပြေးရင်းနဲ့လင့်လာတဲ့ညံများလေးရင့်လေးခန္ဓာကိုမလိုခြင်းနဲ့စွတ်ပြစ်တဲ့စီရောက်တော့အဲ့ဒါနိဗ္ဗာန်ပဲအဲ့တော့ဒီအရင်းဆုံးဖြစ်တဲ့သဘောတရားကျင့်ရအောင်

လေ့ကျင့်အားထုတ်တဲ့ပုဂ္ဂိုလ်မှဉာဏ်သက်ရောက်သလောက်ဉာဏ်ရသဒီလိုပါဆိုတာသိဉာဏ်ကြီးရှင်းသွားကိုယ်ကမလုပ်ရဘူးကိုယ်တောင်ကဉာဏ်များသိဖို့ပဲဉာဏ်များသိအောင်စိတ်ငြိမ်ငြိမ်တဲ့ခန္ဓာကိုယ်တည်ထားမယ် ဲ့တော့ခန္ဓာစင်ကိုရှိတဲ့အရှိတရားကိုသိရတဲ့အလုပ်။နောက်မှခန္ဓာကိုဒုက္ခပြည့်အောင်လုပ်ပြီးတော့မှရှုရတဲ့အလုပ်မဟုတ်ဘူး။လုံးဝမဟုတ်ဘူး။ပင်ကိုရှိလို့ရှုတာ။ပင်ကိုရှိတဲ့အရှိကသတ္တဝါတို့ပုဂ္ဂိုလ်တို့မလူခြင်းနဲ့မနစ်သက်တဲ့ တဘာဝတရားစလို့တော့ဖောက်ပြန်တယ်ဆိုလို့အဲ့ဒီအစသိတာလူကြည်စရာမဟုတ်ဘူးအဲလိုဉာဏ်များသိပေးရင်မလူကြည်ဘူးဉာဏ်နဲ့ဖြစ်လာကိုယ်ကညွန့်နေရတာမဟုတ်ဘူးကိုယ်သိတယ်သိရဖောက်ပြန်တာပဲဖောက်ပြန်တယ်လို့ကြာကြာသာသိပြီကိုယ်သိဘယ်လိုပြောင်းလာဆိုတော့ကိုယ်ကိုယ်တိုင်သိပါတယ် အဲ့ဒီအသည့်ပြောင်းအောင်လို့ကိုယ်ဖန်တီးလို့လည်းမရဘူး။တော်တော်အမှန်ကိုများများသိလေအဲ့ဒီထဲကနေပြီးတော့အသိဉာဏ်ဖြစ်လာတယ်။အဲ့တော့ခန္ဓာရဲ့ပင်ကူသဘာဝကိုသဘာဝအတိုင်းအမှန်ကအမှန်တိုင်းအရှိကိုအရှိတိုင်းလောက်ဖောက်ပြန်တဲ့သဘော ရိုးရိုးမှန်မှန်သိတော့ပါဖောက်ပြန်တယ်လို့ဖောက်ပြန်တာကိုဖောက်ပြန်တယ်လို့သိတယ်အသိဟာကျန်ဖန်ယူရတာမဟုတ်စိတ်ကူးပြီးလို့ရမဟုတ်ညာမြင်မယ် ကိုခန္ဓာရှိကိုကိုသိတယ်အသိပဲတော့ဝိပဿနာလို့ကကိုယ်တိုင်သိမှဉာဏ်ဖြစ်တယ်သူများပြောပြီးဉာဏ်တက်ပြီးလို့လည်းမရကိုယ်ကိုယ်တိုင်သိတယ်ကိုယ်ကိုယ်တိုင်မြင်တယ်သာမာဒိဋ္ဌိဆိုတဲ့အမြင်ကပါရင်ကြတဲ့အသိဉာဏ်ဖြစ်သွားမှာတောင်ကိုတောင်ဖြစ်တဲ့ အမှန်တရားဟောက်ပြန်တာကိုဖောက်ပြန်တယ်လို့သိမှုကလည်းအရေးကြီးတဲ့အတွက်ဒီအသည့်ညာညာဖြစ်အောင်စိတ်မင်းကြီးနဲ့ခန္ဓာကိုကြည့်ဖောက်ပြန်တဲ့သောတရားလိုလိုတခြားသိစရာမရှိပါဘူးသ ခန္ဓာရဲ့ပင်ခုဟောတရားတော်မိမိခန္ဓာကိုထញ្ញသာသာတုံးလို့ပလက်သက်သာကိုနေပြီးတော့ကြည်လဲလဲဖောက်ပြန်တဲ့လူတွေကဖောက်ပြန်နေတာအဲ့တော့ခန္ဓာကိုနှိပ်စက်ရှားတဲ့ကိစ္စမဟုတ်ဘူးဒီမှာဆက်ပြီးတော့စတင်ပြီးတော့လေ့ကျင့်တော့တာဒီလိုထိုင်ပြီးတော့ခန္ဓာသဘောတရားကိုစိတ်ငြိမ်ထားပြီးတော့ကြည်ရတယ် ကိုယ်အနေနဲ့ပူဆိုတော့ကိုယ်အဲ့ရမှာသက်သက်သာနေပြီးတော့ကြည့်ပါဒီရဟူအဓိကမဟုတ်ခန္ဓာမှာအမှန်သိလို့သာထိတာအဲ့တော့သူ့ရဲ့ယထာဘုဒ္ဓသဘောကတော့ခန္ဓာဘုရားစိတ်ငြိမ်နဲ့သတိထားရင်သိနိုင်မယ်သဘောတရားပဲအဲ့တော့စိတ်နဲ့ငြိမ်နဲ့သတိနဲ့ထားမယ်ဆိုရင်မုတ်ချသိနိုင်တဲ့သဘောတရားတွေပဲ စကုခန္ဓာမှာရှိတဲ့ရှိဒါကလည်းရှိတယ်လို့အခိုင်အမာလက်ခံယူသူရသွားရင်တော့သတိပဲသာပြည့်စုံသွားအဲဒါလည်းကိုယ်သိတယ်အသိပုံမှာတည်တဲ့အတွက်ကိုယ်ခန္ဓာများများသိလေလေကိုယ်အတွက်သတိပညာသာရမှာသတိလုံကတဝက်ဒီအာဟုအာထာဖြစ်သွားတယ်ကြိုးစားကြည့် ေခန္ဓာစတင်ဖွဲ့စည်းတည်ဆောက်ထားတဲ့သဘောတရားတွေကဘုံမတိပဲနဲ့ပြောင်းလဲဖောက်ပြန်လာတာမိတို့ဒီအရွယ်ဒီအသက်ဆိုရောက်လာကိုမတိပါဘူးသူ့ဟာသူတဖြည်းဖြည်းနဲ့ရင့်ကျဲပြီးတော့လာဒီလိုရောက်လို့မလို့သူကတော့မရဘူးကိုခန္ဓာမှာဘူးတွေ့တဲ့အတိုင်းဖောက်ပြန်တဲ့သဘောတွေရှေ့တိုးသွားတယ် ။အဲဒီခန္ဓာဟာဘယ်နည်းနဲ့မှတည်တံ့ခိုင်မာတဲ့သဘောမရှိတဲ့ဖောက်ပြန်မှုတွေသာလဲ။အမှန်ဖြစ်တယ်။အမှန်ရှိတယ်လို့ဒီသည့်သုံးမြဲသောအတ္တနိုင်ဆုံးအများဆုံးသိဖို့ခန္ဓာကိုလေ့လာပါအချိန်နဲ့ပါပြီ ီခန္ဓာရဲ့ရှိသေးတဲ့ဖောက်ပြန်မှုကိုသိတိုင်းသိတိုင်းမိမှုတို့အခြေခံဉာဏ်ဖြစ်တယ်။အဲမသိတော့လည်းပဲကိုယ်ဉာဏ်မရှိဘူးခန္ဓာရောဖောက်ပြန်နေတာ။အဲ့တော့ဒီလိုဥစ္စာတွေကိုကိုယ်သိသလောက်ကိုယ်မှာအကျိုးရှိမှကိစ္စပဲလို့သဘောပေါက်ပြီးတော့ဉာဏ်နဲ့သိဖို့ကြိုးစားပါအားထုတ်ပါ။ ठीक